ပြည်သူများလုံးပဲမင်္ဂလာပါခင်ဗျာ Sport A2C ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့သတင်းကတော့အွန်နာရဲ့အထူးမခြားနာမားတွေကြောင့်အနိုင်ရသင့်ပါလျော့နဲ့တည်ချခဲ့တဲ့ပွဲစဉ်ကမမရရပြန်ပြောရမယ့်အချက်6ချက်နောက်လာမယ့်ပွဲတွေအတွက်အွန်နာကိုချန်လမလားဖြေပေးခဲ့တဲ့အမိုးရင်းဂိုသမတိခေါ်ဖို့အတင်းဟောင်းကိုတိုက်တွန်းလိုက်တဲ့ Postco စားတဲ့သတင်းများပဲဖြစ်ပါတယ်ဂျာလာပရင်းညားကစားခဲ့တဲ့ Lion နဲ့ပွဲမှာအွန်နာရဲ့အမားနှစ်ခုကြောင့် Manchester United တို့ Europa League Quarter Final ပထမကျော်ပွဲစဉ်မှာတပတ်နှစ်ကိုစီတည်ရရလနဲ့ဂျင်းနေခဲ့ရပါတယ် ဩနနာရဲ့အလို့တဲကံပေါ်မှာနဝါမှုကြောင့်လိုင်ဝင်တင်းကတိုင်းရဲ့ကိုကန်သွင်းယူသွားနိုင်ကြတာဖြစ်ပြီးစောစောစီစီဦးဆောင်ကိုပေးခဲ့ရပါတယ်။ပထမပိုင်းပြီးဆုံးကနေ့မှလင်းနီယိုယိုကမန်ချက်စတာရက်တက်ကစားသမားပေါ်ပထမဆုံးသွင်းကိုနဲ့ခြေပါနိုင်ခဲ့ပြီးပထမပိုင်းကတစ်ဖက်တစ်ကိုနဲ့ပြီးဆုံးခဲ့ပါတယ်။ဒုတိယပိုင်းမှာလူသားဝင်ကစားခဲ့တဲ့ဂျိုရာစာစီက88မိနစ်မှာနောက်ကျနိုင်ဂိုးလိုထင်မြင်ခဲ့ကြတဲ့ဦးဆောင်ကိုကိုသွင်းယူပေးခဲ့ပြီးကော်ပီမေနူနဲ့ဖာနန်ဒန်စတိုစီကကောင်းမွန်တဲ့ကစားပုံကနေတစ်စစ်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း95မိနစ်မှာအော်တနာကလိုင်ယွန်သင်းရဲ့ကန်ချက်ကိုရိုင်ယန်ချာကီရှေ့တက်တက်ကိုပေါက်ထုတ်ခဲ့ပြီးနောက်လိုင်ယွန်ကနောက်ချခြေပါကိုရရှိသွားခဲ့တာဖြစ်ပါတယ်။အော်တနာရဲ့စိတ်ပြည့်စရာမှာနှစ်ခုကြောင့်နောက်လာမယ့်အော်ထရာဖို့ကဘွဲစဉ်ဟာအချိန်နဲ့ရှိလာတော့မှာဖြစ်ပြီးဝဲမတိုင်းခင်မှာမဲယူနိုက်တက်ကိုသမားကစတီယန်ဒီရီယာပြင်တက်ကလပ်ထက်အများကြီးပိုကောင်းမွန်တယ်လို့စကားလုံးစစ်ပွဲစတင်ခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်ခြေပွင့်ဟောင်းဖြစ်တဲ့လိုင်ယွန်ဝိုင်းကွင်းလည်းလို့နီမန်ညာမာတစ်ကအော်နာလာဟာမဲယူနိုက်တက်အသင်းသမားမှာအဆိုးရွားဆုံးကိုသမားဖြစ်တယ်လို့ပြန်လည်ထိုးနှက်ခဲ့တာဖြစ်ပြီး အဲဒီစကားကတကယ်လည်းမှန်ကန်တယ်ဆိုတော့ကိုအွန်နနာကိုရိုင်းတတ်သိပြသခဲ့တာဖြစ်ပါတယ်။လူစင်းအပြောင်းလဲမလုပ်တဲ့အမော်ရီအမော်ရီရဲ့ပထမဆုံးမဲယူနိုက်တက်ကိုခိုင်းထွေတဲ့ဘွဲ30မှာလူစင်းကိုမပြောင်းလဲပဲပွဲထုတ်တာမျိုးဘယ်တော့မှမလုပ်ခဲ့ပေမဲ့မန်စီးတီးနဲ့ကိုမရှိသေးချာခဲ့လူစင်းအတိုင်းဘွဲစဉ်31မှာပြောင်းလဲမလုပ်ပဲစတင်ပွဲထုတ်ခဲ့ပါတယ်။ဒါကဝိုင်လန်အတွက်တိုင်းစစ်မှာနောက်ထပ်အခွင့်အရေးရမယ်ဆိုတဲ့အိဗယ်ဖြစ်ခဲ့ပြီးဒေမတာစင်မှုကအစောပိုင်းအခွင့်အရေးကိုလွဲချော်ခဲ့တဲ့အတွက်ဒုတိယပိုင်းပြန်စားပြီး18မိနစ်ကြာမှာပဲဇာကရီးနဲ့လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ မာတီပြောတဲ့အတိုင်းအဆိုးရွားဆုံးကုသမဖြစ်ခဲ့တဲ့အိုနာနာအိုနာနာရဲ့အရေးကြီးတဲ့ပွဲတွေဆိုရင်ထားဖို့တက်တဲ့အချင်းရှိတာကိုအားလုံးတည်ထားပြီးသားဖြစ်ပေမဲ့26မိနစ်မှာကိုပေးခဲ့ရတဲ့အချိန်မှာဘယ်နာတဲ့ပရိသတ်တွေကအန်အုံးလို့လို့ဆဲတော်မဆဲနိုင်တော့ဘူးဆိုသူတို့ဖြစ်ခဲ့ကြပါတယ်။တီဂိုအမနာရဲ့ဂိုးရှိဖို့ဝေးဝိုက်ကန်တင်လိုက်တဲ့ဘောလုံးကိုလာယုံဆောင်သမားတွေပိတ်သွင်းယူဖို့ဂျိုပန်ကေမှုကမအောင်မြင်ခဲ့တဲ့နောက်ဘောလုံးကမြေတစ်ချက်ထောက်ပြီးဂိုးညာဘက်တောင်းနဲ့ကိုဝင်သွားခဲ့တာဖြစ်ပါတယ်။အိုနာနာကဘောလုံးပဲနေရာကိုကြောင်မလဲဆိုတော့ကိုမာယွင်တွက်ချက်ခဲ့တာကြောင့် ဘောလုံးကိုလက်ဖျားလေးနဲ့ထိတယ်ဆိုရင်သာထိခဲ့လို့မကာကွယ်နိုင်ခဲ့တာလေအံအားတင်စရာမဟုတ်တော့ပါဘူးမာတစ်ပြောမယ်ဆိုလဲပြောချင်စရာပါပဲလို့ဘရိတ်သက်တွေအားလုံးသဘောတူခဲ့ကြတဲ့အထိစိတ်ပြည့်စရာကောင်းခဲ့တာဖြစ်ပါတယ်နောက်ဆုံးမှာအသားချလာပြီဖြစ်တဲ့ယို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 တို့ကမန်ချက်စတာယူနိုက်တက်ကစားသမားဘွားအစားကမလွယ်ကူခဲ့ပါဘူးရာသီကြိုမာရခဲ့တဲ့ခြေချင်းဝိတန်ရာကြောင့်မန်ယူနိုက်တက်ကစားသမားဘွားပွဲဥထွက်ဖို့ဒီသင်မာတိဆောင်းလိုင်းခဲ့ရပြီဒီနေမှုမှုရှိတဲ့ခန်းစစ်မှာအသားချဖို့တော်တော်လေးရုန်းကန်ခဲ့ရတာဖြစ်ပါတယ် အမော်ရီယာခံစစ်သုံးကစားကွက်မှာတဖြည်းဖြည်းအသားကျလာတဲ့ယိုယိုဟာပွဲတိုင်းမှာပိုပြီးစိုက်ချရတဲ့ပုံစံပေါ်လာခဲ့ပြီးဂျာတာပရီနီညမှာတော့လိုင်းဒီကနေပေါင်း52တန်းနဲ့ပြောင်းရွှေ့ခဲ့ပြီးနောက်ပရမဆုံးချိန်ပြည်သိမြန်မာပြန်ကစားကွက်ရခဲ့တာဖြစ်ပါတယ်မဲယူနိုက်တက်ကိုပေးကိုမရှိအောင်မကူညီနိုင်ခဲ့ပေမဲ့လေရေယိုကပထမပိုင်းပြီးဆုံးကနေမှာတရဲနေတဲ့အတွက်ခြေပါကိုရယူပေးခဲ့တာဖြစ်ပါတယ်။ဘူကာဒီရဲ့မြေမကြဘောပနရီအေရီယာလေးကိုပြန်လည်ပေးပို့လိုက်တာကိုလိုင်ယိုကသမဖုတ်ထုတ်တာမသေးတတ်ခဲ့တာကြောင့်ရေယိုကခေါင်းတိုက်ပိတ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဆင်မရှိတဲ့ရေမွေဖြစ်နေခဲ့လို့လူသားလေးခံခဲ့ရတဲ့ဝိုင်လန်ဝိုင်လန်တို့ကနောက်ထပ်တစ်ကြိမ်ကိုမသွင်းနိုင်တဲ့ညဖြစ်ခဲ့ပြီးစိုးရွားတဲ့ကိုသွင်းချေစွမ်းကိုနောက်ထပ်တစ်ကြိမ်ထပ်မြင်ခဲ့ရတာဖြစ်ပါတယ်ဝိုင်လန်ကအသင်းပေါ်တွေအတွက်အခွင့်အရေးမကျင်ဖန်တီးနိုင်ခဲ့ပေမဲ့လည်းမိနစ်60ဆွဲပြေးပြီးနောက်ဂိုရိုင်းကိုသွင်းယူခွင့်ရခဲ့ချိန်မှာသူ့ရဲ့ကန်ချက်ကမကောင်းမှုခဲ့တာကြောင့်လိုင်ယွန်ကိုသမားကအလွယ်တကူပဲကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်ဝိုင်လန်ဟာပြီးခဲ့တဲ့လမှာမန်ယူနိုက်တက်နဲ့ဒိမတ်အတွက်နောက်ပွဲစတိုက်ကိုသွင်းနိုင်ခဲ့ပြီးတဲ့နောက်လက်ရှိမှာတော့ကိုမသွင်းနိုင်တာ၄ပွဲရှိလာခဲ့ပြီဖြစ်ပြီး နောက်ဆုံး26ပွဲမှာနောက်ကိုသာတွင်းယူထားနိုင်ကြတာဖြစ်ပါတယ်။ဇာတိကလည်းပြည်တွင်းပွဲစဉ်တွေမှာချင်းချောင်းနိုင်စံပိုးလုံးနိုင်တဲ့ကစားသမားမဟုတ်ခဲ့ပေမဲ့63မိနစ်မှာလူစားဝင်လာပြီးနောက်ထပ်တစ်ကြိမ်ဥရောပမှာသူရဲကောင်းဆန်တဲ့ခြေစွမ်းပြသခွင့်ရခဲ့ပါတယ်။ Big Racing Real Sociedad နဲ့ပရမအကျော်မှာ Dash Tyson မှုကအကျိုးသက်ရောက်မှုပြသနိုင်ခဲ့ပြီးဒီပွဲမှာလည်းအမော်ရီမျောလင့်ထားတဲ့အတိုင်းလုံးပြနိုင်ခဲ့ပေမဲ့အွန်နာနာကြောင့်သူရဲကောင်းမဖြစ်ခဲ့တာဖြစ်ပါတယ်။ပြန်လာနိုင်ခဲ့တဲ့ main မန်ယူနိုက်တက်ကအနိုင်ကိုရှာဖွေနေတာကြောင့်ဘွဲဘီကနေမှဒိုင်ယန်ကနေပြန်ကောင်းလာတဲ့မိန်းနူးကိုပရိသတ်တွေပြန်လဲကြိုးဆိုခွင့်ရခဲ့ပါတယ်။အစားပိုင်းတော့ကအသက်16နှစ်ရွယ်ကစားသမားအနေနဲ့တရားဒီလုံးလွဲချော်မှာကိုစိုးရင်ကဲကြပေမဲ့လေဖေဖော်ဝါရီ9ရက်နေ့နောက်ပိုင်းပရမဆုံးချိန်ပြန်လဲကစားပြေးနိုင်ခဲ့ပါတယ်။မိန်းနူးဟာမန်ယူနိုက်တက်အတွက်ဦးဆောင်ကိုကျွေးယူနိုင်ဖို့လီးစားခဲ့တဲ့ကနာချိုနေရာမှာဝင်ကစားခဲ့တာဖြစ်ပြီးပက်ထရစ်ဒေါကူရဲ့ဖြတ်တင်ပေးမှုကိုကိုယ်သွင်းယူဖို့ကြိုးပမ်းခဲ့ပေမဲ့ပယ်ရီကအလွန်ကောင်းမွန်တဲ့ကာကွယ်မှုပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဇာစီရဲ့အကျိုးသက်ရောက်မှုကိုဖျက်ဆီးခဲ့တဲ့အိုနာနာစပိန်မှာတော့အလိုပဲဇာစီကဒီအန်နီရဲ့အတွက်အရေးကြီးတဲ့ကိုကိုသွင်းယူပေးနိုင်ခဲ့ပြီးဒက်ရှ်တိုက်စစ်မှုရဲ့ကောင်းတိုက်ချက်ကိုပယ်ရီဘလိုမှမကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်မန်ယူနိုက်တက်ဟာနောက်တစ်ပတ်ဒုတိယကြိုပွဲအတွက်အပိုးတန်တကူအသားနဲ့ဦးဆောင်ဝင်ရခဲ့ပြီးထင်ခဲ့ပေမဲ့လည်းအိုနာနာရဲ့နောက်ထပ်ဆွေးရတဲ့အမှားကဒီအန်နီရဲ့မျှော်လင့်ချက်ကိုရိုက်ချိုးပစ်ခဲ့တာဖြစ်ပါတယ်အွန်နာနာအနေနဲ့ဒုတိယအကြိမ်မှာဘွဲထွက်ခွင့်ရပါတော့မလားလို့တောင်တန်ရာဖြစ်စရာဖြစ်လာခဲ့ပြီဖြစ်ပါတယ် ဒါပေမဲ့လည်းကောင်းပါရဲ့မန်ချက်စတာယူနိုက်တက်နေပြရိုဘင်အမော်ရင်ဟာအသင်းကိုဒုက္ခရောက်စေခဲ့တဲ့အမားနှစ်ခုဖြုတ်လုပ်ခဲ့တဲ့အိုနနာကိုဒူရီယာကျော်မှပွဲထွက်ခွင့်မပေးတော့ဘူးမတွေးထားဘူးလို့ပွဲပြီးမှပြောဆိုခဲ့ပါတယ်။အိုနနာရဲ့ပထမပိုင်းဆောပိုင်းမှာဖြုတ်လုပ်ခဲ့တဲ့အမားကဖြစ်လေဖြစ်တာရှိခဲ့အခြေအနေဖြစ်နားလည်ပေးလို့ရပေမဲ့လည်း95မိနစ်မှာပြေးခဲ့ရတဲ့ခြေပါကိုဟာမန်ယူနိုက်တက်လိုထိတ်တန်းအသင်းတစ်သင်းမှာဘွဲထွက်ခွင့်ရရှိတဲ့ကိုယ်တော်မဟုတ်ဘူးဆိုတာပေါ်လွင်ခဲ့တာဖြစ်ပါတယ် ပွဲပြီးမှာရူဘင်မော်ရင်ဟာလာမယ့်နယူကာဆယ်နဲ့ပွဲနဲ့ဒုတိယကျောက်ပွဲစဉ်အတွက်အုံနာနာကိုခြံလှမ်းခဲ့ဖို့လိုအပ်ပြီလို့တွေးပြီးလားလို့မေးမြန်းခံခဲ့ရတာဖြစ်ပြီးပေါ်တူဂီလိုမျိုးနီးပြားရဲ့အဖြေကပရိသတ်တွေအတွက်ဒေါသထွက်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။ဟေးမတွေးထားပါဘူးကျွန်တော်တို့ဒီတိုင်းပဲလေးချင်ရီပွဲတွေကြည်တာတွေဆက်လုပ်သွားမှာဖြစ်ပြီးအကောင်းဆုံးပွဲထက်လူစင်းကိုရွေးချယ်ဖို့ကြိုးစားသွားမှာပါ။ဒီအတွက်အနောက်ရာမယ့်ပွဲကိုအာယုံဆိုင်ဖို့အရေးကြီးပါတယ်။ပြီးရင်တော့လိုင်အောင်နဲ့ဒုတိယကျောက်ကိုစဉ်းစားမှာပါ။ကစားသမားတယောက်အမားလုပ်တဲ့အခါမှာတသိန်းလုံးအမားလုပ်တာပဲကျွန်တော်တို့ဒီတိုင်းပဲဆက်သွားမှာပါလို့ပြောဆိုခဲ့တာဖြစ်ပါတယ် မန်ချက်စတာနဲ့ပြည်သက်တွေကတော့လိုင်ယွန်နဲ့ပွဲပြီးမှဩနနာကိုဒုတိယကျောက်ပွဲကစားခွင့်မပေးဖို့တောင်းဆိုခဲ့ကြပြီးအချို့ကတော့လာမယ့်နေ့မှာချက်ချင်းရောင်းတော့ဖို့အထိဒေါသတကြီးပြောဆိုခဲ့ကြတာဖြစ်ပါတယ်မန်ချက်စတာနဲ့အတွက်ပထမပိုင်းမပြီးခင်မှာခြေပါကိုသွင်းယူပေးခဲ့တဲ့လီနီယိုယိုကလည်းဩနနာကိုစိတ်ပြတ်ခဲ့ပြီးဖြစ်တင်ဝေဖန်မှုတွေပြုလုပ်ခဲ့ပါတယ်ဒီလိုမျိုးကိုကိုပေးလိုက်ဖို့အဆိုးရွားဆုံးအချိန်လို့ကျွန်တော်ထင်တယ်ကျွန်တော်တို့နှစ်ခုတည်းနဲ့အနိုင်ရနိုင်ခဲ့ပြီးဒါကကောင်းမွန်တဲ့အဝေးကွင်းကိုရလက်လို့ကျွန်တော်ထင်ခဲ့တယ်ဒါပေမဲ့အသေးချခဲ့တယ် ကျွန်တော်တို့အိမ်ဝင်းမှာနိုင်ရအောင်ကြိုးစားသွားမှာပါကျွန်တော်တို့ကောင်းကောင်းခုခံနိုင်ခဲ့ပေမဲ့သူတို့ကအသိန်းကောင်းတစ်သိန်းမှာဒိုက်စစ်မှုကောင်းရှိတယ်အဲဒါကြောင့်ကျွန်တော်တို့အရာအလုံးအစဉ်တင့်ဖြစ်နေအောင်လုပ်ဖို့လိုပါတယ်ဒါပေမဲ့ကန်ဆိုးသွားနေကျွန်တော်တို့ကိုပေးခဲ့ရတယ်လို့ပြောကြားသွားခဲ့ပါတယ်မန်ချက်စတာယူနိုက်တက်ကနွေဘော့စကိုကလည်းပရိသတ်တွေရဲ့ဆန္ဒနဲ့တထက်တည်းရှိနေပြီးဂျာမဲတွေရာဒီမှာအသေးနဲ့အိုနနိုင်းနေရာမှာစားထုတ်ဖို့စဉ်းစားရတော့မယ်လို့သတိပေးသွားခဲ့ပါတယ် ဒါဗစ်ဒဟေးယားရဲ့မန်ယူနိုက်တက်ကစားသမားဘဝနောက်ပိုင်းကာလတွေမှာတခါတရံပြုတ်လုခဲ့တဲ့အမားမျိုးတွေကိုအိုနာနာကထမင်းစားရေတောက်ပြုတ်လုနေတာဖြစ်ပြီးဘရိတ်ဇာတွေနဲ့ကနဝင်ကစားသမားတွေအတွက်ဒေါသထွက်စရာဖြစ်ခဲ့တာဖြစ်ပါလိမ့်။ရာယုံနဲ့ပွဲပြီးမှဘော့စကိုကအိုနာနာရဲ့အနာဂတ်ဟာအသေးအနေနဲ့စဉ်းစားဖို့လိုအပ်တဲ့အရာတစ်ခုဖြစ်တယ်လို့ပြောဆိုခဲ့ပေမဲ့လည်းအစားထိုးကော်ယူမှုပြုတ်လုဖို့အတွက်လောလောဆယ်ငွေကြေးရောရှိရလားလို့မေးခွန်းထုတ်ခဲ့ပါလိမ့်။ ဘော့စကိုကအစမူတေလိုအပ်နေတာကြောင့်အမော်ရီအနေနဲ့ကွင်းထဲကတခြားနေရာတွေအတွက်ကစားသမားအစ်တွေခေါ်ယူဖို့ငွေချင်းမသုံးဆွဲတာပိုကောင်းနေမယ်လို့လည်းပြောဆိုခဲ့ပြီးလာမယ့်နေရာဒီအိုနာနာနေရာမှာအစားထိုးတင်လာလို့မေးမြန်းခံခဲ့ရခြင်းမှာလုပ်တင်ပါတယ်ဒါကသူတို့တွေစဉ်းစားရမယ့်ကိစ္စလို့ကျွန်တော်ထင်တယ်ဒါပေမဲ့သူတို့ဘတ်ဂျက်အခြေအနေကိုလည်းကြည့်ဖို့လိုပါတယ်ကုသမားအတွက်ပတ်စံမသုံးမနေနေလို့ရနိုင်မလားသူကကောင်းတဲ့တလောက်တော့မကောင်းမှုငယ်ပါဘူးဒါပေမဲ့အဲ့ဒါကပတ်စံအခြေအနေနဲ့ဆိုင်ပါတယ်အမော်ရီပတ်စံကိုဘာအတွက်သုံးပါလဲဒီကုသမားအင်တာမီလန်ကကောင်းကောင်းလုပ်နိုင်ခဲ့တာလေကျွန်တော်တို့မြင်ခဲ့တယ် ဒါပေမဲ့သူ့ရဲ့ဘောလုံးဖျက်ဝင်ပေးနိုင်စွမ်းကလည်းအရင်မကောင်းဘူးလို့ထင်ပါတယ်။ Man United ကသူ့ကိုခေါ်ခဲ့တဲ့အကြောင်းရင်းတွေထဲမှာအနာကတခုအပါဝင်ပါ။ဒါပေမဲ့ခမရကိုသမားတယောက်အတွက်နောက်ထပ်ပေါင်သန်း40လောက်မသုံးဘဲနဲ့ခေါ်လို့ရနိုင်ပါဗလား။ကျွန်တော်မသိဘူး။အမော်ရင်ဖြည့်ရှင်းစရာပြဿနာအများကြီးရှိပါတယ်လို့ပြောကြားခဲ့ပါတယ်။အခုလိုမျိုးသတင်းသတင်းတို့တင်ဆက်မှုတွေကိုနေ့စဉ်ကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Sport A2C YouTube Channel လေးကို Like and Subscribe ပြုလုပ်ပေးထားကြပါအောင်ခင်ဗျာ။ဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရစေခင်ဗျာ။